မိုးကုတ်မြို့ကနေထွက်ခွာမဲ့ရက်တွေမှာဒေတာတော်လိုင်းအင်အားစုတွေလုံးဝကြီမဖောက်ဖို့ TNL တားမြစ်ထားတယ်လို့မိုးကုတ်သပိတ်ကောင်းဆောင်ကပြောပါရယ်ဒီသတင်းကိုတုဒ္ဒချမ်းသာပေးပို့ထားပါရယ်ရှင် မန္တလေးတိုင်းမိုးကုတ်မြို့ကိုလက်လွတ်ဖို့စစ်ကောင်စီနဲ့သဘောတူထားတဲ့တန်းမျိုးသားလူမျိုးရေးတပ်မတော် GNL ကနိုဝင်ဘာ29ရက်30ရက်နေ့တွင်မှနောက်ဆုံးထားပြီးမြို့ကနေထွက်ခွာသွားဖို့ရှိနေတယ်လို့မိုးကုတ်တပိတ်ကောင်းဆောင်ကပြောပါရတယ်။အဲ့ဒီရက်တွေမှာစစ်ကောင်စီတပ်တွေလည်းတခါတည်းဝင်လာတာမျိုးဖြစ်လာနိုင်ပြီးဘလို့ပုံစံဘယ်လမ်းကြောင်းကနေဝင်လာမယ်ဆိုတာကိုတော့အကြီးအကျမသိနိုင်သေးဘူးလို့ဆိုပါရတယ်။မိုးကုတ်မြို့ကိုလက်လွတ်မယ်လို့ GNL ကအောက်တိုဘာ29ရက်နေ့မှကြေညာခဲ့ပြီးနောက်ပိုင်းဒေသကာကွယ်ရေးအဖွဲ့တွေကိုသူတို့သတ်မှတ်ထားတဲ့စခန်းကုန်းတွေမှသာအခြေချခွင့်ပြုထားတယ်လို့လည်းသိရပါရတယ်။ လက်တလောဖြစ်ပေါ်နေတဲ့မတရားဖော်တော်လမ်းစုံဘက်ကနေအင်အားလုံးရင်းနဲ့ဝင်လာမယ်။ TNL ဝှစုံနေဝှပြီးမုကုမြို့ရဲစစ်ကောင်စီတပ်သားတွေစိတ်ဝင်နေပြီဆိုတဲ့သတင်းတွေကတော့ စစ်ကောင်စီဘက်ကဒေါ်လာရင်းအင်အားစုတွေရဲ့တုံ့ပြန်မှုနဲ့မျိုးပေါ်ကအခြေအနေတွေကိုထောက်ကြည့်ဖို့တည်ငစားလာမျိုးဖြစ်တယ်လို့မိုးကိုတပိတ်ကောင်းဆောင်ကမှတ်ချက်ပေးပါတယ်။ထောက်ကြည့်တော့လည်းအဲ့လိုလှုပ်ရှားမှုတော့မရှိဘူး၊စုဖွဲ့နေတာတွေတော့ရှိတာပေါ့။ဖော်တော်လမ်းစုံဘက်ကဆိုတာဖြစ်နိုင်ခြေတော်တော်နည်းတဲ့သဘောရှိပါတယ်။တကယ်တမ်းသူတို့ဝင်လာရင်မျိုးရဲ့အရှိတ်ချမ်းပေါ့နော်။အဲ့ဒီကိုတကယ်ရှမ်းလမ်းစုံအိုက်ဘက်တချို့ကနေဝင်လာဖို့များတယ်။ CNL လေးကိုစုံပွက်ပြီးတော့အထဲကိုစိတ်ဝင်နေတယ်ဆိုတာတော့ ကျွန်တော်တို့တခြားတော့မသိနိုင်ဘူးဒါပေမဲ့ဖြစ်နိုင်ချေတော်တော်နည်းတဲ့ကိစ္စလို့ကျွန်တော်တို့မြင်နေတယ်မြို့ထဲမှာလည်းအဲ့လိုကျွန်တော်တို့ထောက်ကြည့်သလောက်တော့အမှအဲ့ဒီအခြေအနေကြီးတော့မတွေ့ရသေးဘူးပေါ့နော်မြို့ထဲကနေတော့အစောပိုင်းရက်တွေကနေရာချထားပြီးတော့အဲ့ဒီနေရာတွေမှာစုံမကုန်းနေပေါ့နော်အဲ့ဒီနေရာတွေမှာတော့တောင်းနေနေကြတယ်မြို့ထဲမှာတော့လို့မရှိတော့ပါဘူးအစောပိုင်းရက်ကလေးကပေါ့နော်ကျွန်တော်တို့ရှိတဲ့နာတော်ဝိုက်ကိုလာပြီးတော့တက်ဖြန့်ထားတဲ့ရှိတဲ့တရားနယ်လေးကပေါ့နော်29လောက်ဆိုသူတို့စုံမယ်လို့တော့ပြောတယ်အစကုန်30ရက်နေလောက်ကျွန်တော်တို့ပြောတာတော့အဲ့ဒီရက်တွေမှာကြီးပေါက်လို့မရဘူးပေါ့နော် အဲ့ဒီနောက်လို့ထွက်သွားပြီးနောက်ဘယ်လိုဖြစ်ဆိုတဲ့အနေထားမျိုးပေါ့လေပြောဖို့နည်းနည်းဆိုသေးတယ်ဆိုတော့ဒီထဲမှာအလက်အကျောင်းချိုးပွေတွေအများကြီးရှိနိုင်သေးတယ်ပေါ့နော်တကယ်လေကတက်တီကိုဆုတ်ထားပေါ့နော်ဘယ်နာမှတိနေသာကြီးမပေါက်ရောက်ဘူးလို့ဆိုထားပေမဲ့လို့အထဲမှာဘယ်သူတွေရှိမလဲမရှိဘူးဆိုတော့သူတို့လည်းစဉ်းစားမှာပဲဒီနော်ဘောဂိုမျိုးကနေကျန်တယ်လီထွက်ခွာသွားတဲ့အချိန်မှာဒေတာကာကွယ်ရေးအဖွဲ့တွေကဘလို့တုံ့ပြန်ရှေ့ဆက်မယ်ဆိုတဲ့ကိစ္စရဲ့ကိုတော့ဆွေးနွေးတိုင်ပင်လည်းဖြစ်ပြီးဆုံးဖြတ်ချက်မကျသေးဘူးလို့ဒေတာဒေါ်လိုင်းအင်အားစုတွေကပြောပါတယ်။ မိုးကုံမြို့နယ်နေမြင့်ချင်းကြီးစံနေတဲ့မတရားနယ်တစ်ခုလုံးဒီပါကိုစစ်ကောင်စီကစုမှုထားပြီးလက်ရှိမှာအဆင့်ကုနယ်ကိုစစ်ကြောင်းထုမဲ့အခြေအနေဖြစ်နေပြီလို့ဆိုပါတယ်။တနယ်လုံးဆိုပါတော့ဗျာမတရားအနောက်မြောက်ချမ်းကမြကန်းဘေးကရွာလေးအနှဲငယ်လောက်ပဲရှိတော့တယ်။ကျန်တဲ့နေရာတွေကအကုန်လုံးစကားဆဆိုးမှုသွားပါကြီးဗျ။စက်ပြန့်မှုတော့ရှိတဲ့ခါရှိတယ်။နေရွာတော့အရင်သက်ဆိုင်တော့နေတယ်။အခုသူတို့ချော့ပြီးတော့သူတို့ဒီလိုကိုစီယုံခေါ်နေတယ်။ဒီကသူတို့မဲအတွက်ပဲလို့ကျွန်တော်သုံးသပ်မိတယ်ဗျ။လက်ရှိမှာတော့ကျွန်တော်တို့မတရားနယ်မှာစစ်ကြောင်းက၄ကြောင်းထိုးနေတယ်ဗျ။ဖြစ်ပေ ဲ့ဆုံးမြကြောင်းကတော့ကရက်ချင်းရွာနာကိုရောက်နေပြီလို့တင်ရရှိတာပါတယ်ဗျ။စင်ကူးမြို့နဲ့ရှေးတောင်ချမ်းကရက်ချင်းရွာကိုရောက်ရှိနေပြီလို့တင်ရထားပါတယ်ဗျ။မိုးကုံမြို့နဲ့မူမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ DNL နဲ့မဟာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတစ်နှစ်ကျော်ကြာမှတရုတ်အစိုးရရဲ့ဂျာဝင်ဖိအားပေးမှုကြောင့်ပြန်လက်လွတ်ရမယ့်အခြေအနေဖြစ်လာခဲ့တာပါ။ဒီချင်းညီနဲ့ပတ်သက်ပြီး DNL ပြောရေးဆိုခွင့်ရှိသူတို့ DVB ကအချိန်ချင်းဆက်သွယ်မေးမြန်းမှုစူးစမ်းပေမဲ့လက်ရှိအချိန်ထိပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။ကျွန်တော်တုတ္တချမ်းသာပါ။